မင်္ဂလာပါရှင်။ရန်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်ဝါကတော့ခီးသွွားလုပ်ငန်းကိုပြူဟာမြောက်အစီအစဉ်များဆောင်ရွက်ရန်လူကြောင်းနိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ခီးသွွားလုပ်ငန်းဟာ ကမ္ဘာနိုင်ငံများရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီးပုံမကောင်းမွန်တဲ့အနာဂတ်ကမ္ဘာကြီးကိုတည်ဆောက်နိုင်မှုတိုးတက်ပြောင်းလဲတာကိုဖော်ဆောင်ပေးနိုင်တဲ့ကဏ္ဍတည်းဖြစ်တဲ့အတွက်ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုတွေမဟာဗျူဟာမြောက်အစီအစဉ်တွေစိတ်ဆက်သေးကြတဲ့စောင့်ကြည့်ထိန်းကုပ်မှုတွေနဲ့တိကျရှင်းလင်းတဲ့ဦးစားပေးအစီအစဉ်တွေကိုချမှတ်ဆောင်ရွက်ကြဖို့လိုတယ်လို့နိုင်ငံတော်ဝန်ကြီးချုပ်ဦးညွှန်စောကစက်တင်ဘာ29ရက်ကနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပတဲ့2025ခုနှစ်ကမ္ဘာခီးသွားလုပ်ငန်းရေးအထိမ်းအမှတ်အခမ်းအနားမှာပြောကြားခဲ့ကြ ောင်းသိရှိရပါတယ်။ဒါ့အပြင်နိုင်ငံတကာအဆင့်တန်းမီတဲ့ဝန်ဆောင်မှုကောင်းတွေပေးနိုင်မှုစဉ်ဆက်မပြတ်လေ့လာသင်ယူကြဖို့လည်းလိုအပ်တယ်လို့ပြောကြားပါတယ်။ခရီးသွားလုပ်ငန်းတွေစဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ဤပညာဆိုင်ရာကျွမ်းကျင်မှုတွေတည်တွင်ဆန်းသင့်မှုတွေနဲ့စုံဦးတည်တွင် လုပ်ငန်းရှင်တွေပေါ်ထွက်လာစေဖို့အခွင့်အလမ်းတွေဖန်တီးပေးရမယ်လို့လည်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။